ေးစရာရှိတယ်ဟုတ်ကဲ့မေးပါခင်ဗျာကျွန်တော်ဖြေပေးလို့ရတာရှင် ဖြေပေးပါမယ်ကျွန်တော်ကိုဗုဒ္ဓဘာသာအကြောင်းလေးပြောပြပေးပါဦးဗုဒ္ဓဘာသာကတိဒတဂေါတမမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအခြေခံထားတဲ့ဘာသာတစ်ခုပါစင်ရဲ့ဒုက္ခတွေဘလို့ကုံဆုံးနိုင်လဲနိဗ္ဗာန်ကိုဘလို့ရောက်အောင်လုပ်နိုင်လဲဆိုတာတွေကိုအဓိကဖော်ပြထားပါတယ်ဘုရားရဲ့ သစ္စာလေးပါ၁၀ပါးတီလလမ်းစဉ်တွေကိုလိုက်နာကျင့်သုံးရပါလေဘုဒ္ဓဘာသာကိုကိုရတဲ့သူတရားအနေနဲ့ပါရီလုံးတင်လေဘုဒ္ဓဘာသာဝင်တရားအနေနဲ့အခြေခံအောက်ချင်းတီလဆောင်ထိုင်တာတရားထိုင်တာကုသိုလ်ကောင်းဖို့နဲ့ပြုလုပ်တာပြီးတော့ဘုဒ္ဓရဲ့အစုံမာတွေကိုလိုက်နာကျင့်သုံးတာတွေလုံးတင်ပါနဲ့တာရီကစိတ်ကိုငြိမ်းချမ်းစေပြီးပညာအသိဉာဏ်ကို တိုးတက်စေပါလေဘုရားဘာသာရဲ့အဓိကကြတဲ့အရာကဘာဖြစ်မလဲဘုရားဘာသာရဲ့အဓိကကြတဲ့အရာကတော့ဒုက္ခခတိန်ချုပ်ငင်ရာနိဗ္ဗာန်ကိုကြီးမားပြီးချင့်ချံကြိုးစားအားထုတ်ရတာပါပဲတောင်ဖြင့်မေတ္တာကရုဏာမုဒိတာဥပိ္ပခတရားတွေကိုလက်ကင်ထောက်ပြီးနေထိုင်ပွားရမှာဖြစ် တကယ်လို့အဲ့အရာတွေကိုမလုံနိုင်ဘူးဆိုရင်ရောအဲ့ဒီအရာတွေကိုချက်ချင်းအပြည့်အဝမလုံနိုင်သေးဘူးဆိုရင်လည်းစိတ်ဓာတ်မကြပါနဲ့တဖြည်းဖြည်းနဲ့ကြိုးစားကျင့်သုံးကြည့်ပါအရေးကြီးဆုံးကစိတ်နာကောင်းကောင်းနဲ့ကြိုးစားဖို့ပါပဲအမားအယွင်းတွေရှိခိုင်ရင်လည်းပြောင်းလဲပြင်ဆင်ပြီးဆက်လက်ကြိုးစားသွားရင်ရပါပြီဘုရားဘာသာရဲ့ယီမန်းချက်ကပါလဲ ဗုဒ္ဓဘာသာရဲ့အဓိကရည်မှန်းချက်ကတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်ရာနိဗ္ဗာန်ကိုရောက်ရှိဖို့ပါပဲ။တောက်ဖြင့်ဘဝတန်တရားဝစ္စလိကနေလွတ်မြောက်ပြီးအမြဲတမ်းငြိမ်းချမ်းတဲ့ဘဝကိုရောက်ရှိဖို့ကလည်းအဓိကရည်မှန်းချက်တစ်ခုဖြစ်ပါလေ။နိဗ္ဗာန်ဆိုတဲ့အရာကတေချာရှင်းရှင်းလင်းလင်းပြောပြပေးပါဦး။နိဗ္ဗာန်ဆိုတာကလောဘ၊ဒေါသ၊မောဟအစရှိတဲ့စိတ်ဆင်းရဲမှုတွေ အလုံးချုပ်ငင်ရာအမိဆုံးရင်းချမ်းမှုအစဉ်အတန်တစ်ခုပါပဲပုတုဇဉ်လူသားတွေရဲ့ဆင်းရဲဒုက္ခအလုံးကို လုံးဝပယ်ဖြောင်နိုင်တဲ့သာဝရငင်းချမ်းမှုကိုဆွလို့တာပါတန်တရာဝဆင်းရဲကနေလုံးဝလွတ်မြောက်သွားတဲ့အခိုက်တံပါတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနိဗ္ဗာန်ကိုလူဘက်ကနေစူးစမ်းဖို့လွယ်မလား နီးပံကိုရောက်ဖို့စ조사ရတာကလွဲကူတဲ့အကြရတော့မဟုတ်ပါဘူး။ဒါပေမဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအတိုင်းတိလာဆောင်ထိန်ပြီးတရားထိုင်ကုသိုလ်ပြုလုပ်မယ်ဆိုရင်တဖြည်းဖြည်းနဲ့နိဗ္ဗာန်ကိုရောက်အောင်조사နိုင်ပါတယ်။တတိနဲ့ဇွဲရှိရှိနဲ့조사လေ့ကျင့်ဖို့ကအရေးကြီးပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲ။조사နေရင်ငငယ်ရွယ်နဲ့တည်သွားမယ်ဆိုရင်ရော ငငယ်ရွယ်ရွယ်နဲ့တေးသွားမယ်ဆိုရင်တော့ကျိုးစားထားတဲ့ကုသိုလ်ကောင်းမှုတွေကအကျိုးပေးမှာပါပဲ။ဘဝတန်တရားမှာကိုယ့်ရဲ့ကောင်းမှုကံတွေကအမြဲတမ်းနောက်ကလိုက်နေမှာမှာ။ဒါကြောင့်အချင်းမနှောင်းခင်ကောင်းမှုကုသိုလ်တွေများများပြုလုပ်ထားတာကအရေးကြီးဆုံးပါပဲ။ပြည့်ညတ်တရားလို့ပြောရင်မှန်မလား။ကျေးဇူးတရားလို့ပြောရင်မှန်မလား။ဘုရားဘာသာမှာပြည့်ညတ်တရားရဲ့လို့အတိအသတ်မရှိပါဘူး။ ါပေမဲ့မြတ်စွာဘုရားရဲ့အစုံမတွေကိုပညာချက်တွေဖြင့်နားလည်နိုင်ပါတယ်။ကျေးဇူးတရားကတော့ဘုဒ္ဓဘာသာမှာအလွန်အရေးပါတဲ့အရာတစ်ခုပါ။မိဘဆရာသမားအစာရှိတဲ့လူပုဂ္ဂိုလ်တွေအပေါ်ကျေးဇူးတင်စိတ်ကို မွေးမြူရောက်ပါမယ်။ဒီကျေးဇူးတရားကကောင်းမှုကိုယ်တော်တွေပြုလုပ်ဖို့အခြေခံတစ်ခုဖြစ်ပါလေ။ကဘာမှာဘုဒ္ဓဘာသာကိုကိုယ်တဲ့ လူဦးရေဘယ်လောက်ရှိမလဲဘယ်နိုင်ငံတွေရှိမလဲကဘာပေါ်မှာဗုဒ္ဓဘာသာကိုးကွယ်တဲ့လူဦးရေကတန်းငိုင်တိုင်းကျော်ရှိမယ်လို့ခန့်မှန်းရပါတယ်အတ္တိကအထက်အရာရှိနိုင်ငံတွေမှာအများဆုံးတွေ့ရပါလေဥပမာအဖြစ်ထိုင်းမြန်မာတီတီလင်ကာကမ္ဘောဒီးယားဗီယက်နမ်လာအိုတရုတ်ဂျပန်ကိုရီးယားစတဲ့နိုင်ငံတွေမှာဗုဒ္ဓဘာသာကိုးကွယ်သူတွေ အများကြီးရှိကြပါတယ်ဗုဒ္ဓဘာသာမှာကွဲပြားခြားနားတာလည်းရှိဦးမလားဟုတ်ကဲ့ဗုဒ္ဓဘာသာမှာအဓိကအဖြစ်ထေရဝါဒနဲ့မဟာယာနဆိုပြီးဂိုင်းရင်းနဲ့ကိခွဲခြားမှုတွေရှိပါတယ်ထေရဝါဒဗုဒ္ဓဘာသာကတော့မြတ်စွာဘုရားရဲ့အမူလဥဝါဒတွေကိုအဓိကကျင့်သုံးသည်မဟာယာနဗုဒ္ဓဘာသာကတော့နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ အဆုံးမတွေကိုပေါင်းစပ်ကျင့်သုံးတာဖြစ်ပါတယ်။တာဖြင့်တိဘက်ဗုဒ္ဓဘာသာ၊ဇင်ဗုဒ္ဓဘာသာစတဲ့တခြားကိုင်းခွဲလေးတွေလည်းရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်။ကုညီခွင့်ရလို့ကွမ်းတာပါတယ်။တခြားတိချင်တာရှိရင်ထပ်မင်းနိုင်ပါတယ်။